အလုံးမဲ့မင်္ဂလာပါကျွန်တော်ကတော့အကာပဲဖြစ်ပါတယ်အခုမြောက်ပေးမယ့်နီလန်လေးကတော့ပကံကီးဘုတ်နဲ့ဂျီဘုတ်တို့မှာမင်္ဂလာပါရိုက်နီးနဲ့စလုံးစင်းတွေရိုက်တဲ့နီကိုမြောက်ပေးလိုက်ပါတယ်ပုံလေးတွေနဲ့ပြပေးမယ်ဆိုရင် ရှုပ်နေမှာဆိုလို့ဗီဒီယိုလေးနဲ့လုပ်ပေးလိုက်ပါတယ်ဒါဆိုရင်တော့လိုက်ကြည့်အောင်နော်အရင်ဆုံးစလုံးစင်းတွေရိုက်ဖို့အတွက်နမူနာလေးစမ်းပြပါမယ်တက္ကသိုလ်ဆိုတဲ့စလုံးကိုရိုက်ပြပါမယ်တက္ကသိုလ်နေရာမှာကျွန်တော်တို့ ကာဂျီရဲ့အောက်မှာကာဂျီအဆင့်ရှိတဲ့အတွက်အဲ့ဒါကိုဘယ်လိုရေးမဲပြပေးပါမယ်တောင်းပူအရင်ရေးလိုက်ပါတယ်ပြီးသွားရင်ကာဂျီကိုရေးလိုက်ပါတယ်ကာဂျီရဲ့အောက်မှာကာဂျီထပ်ဆင့်ဖို့အတွက်ကိုဒီမှာအောက်ဆုံးမှာရှိတဲ့ကဘာလုံးပုံနဲ့အတန်သွင်းတဲ့ပုံရဲ့အလယ်မှာရှိတဲ့အပေါင်းရဲ့အပေါ်မှာဆက်ဆက်ဝိုင်းထားတဲ့နေရာလေးကိုတစ်ချက်အရင်နှိမ့်လိုက်ပါအခုလိုမျိုးကာဂျီရဲ့အောက်မှာ အပေါင်းလေးပေါ်လာပြီဆိုရင်တော့ ကိုလိုချင်တဲ့ဇာလုံးစင်ကို ပြန်ရိုက်လိုက်ပါ ကကြီးကိုပြန်ရိုက်ကြည့်ပါမယ်ဒါဆိုရင်တော့တက်ကတူဆိုတဲ့ဇာလုံးလေးကိုရိုက်လို့ရသွားမှာဖြစ်ပါတယ်ဒီတော့ရင်တော့စရုထစရုထဆိုတဲ့ဇာလုံးကိုလည်းဒီတိုင်းပါပဲရေးပြီးသားရင်စရုထမှာ တောင်းဝဘူရဲ့အောက်မှာထားစင်တူရှိတဲ့အတွက်တောင်းဝဘူကိုအရင်လေးရေးလိုက်ပါဒီတော့ရင်ကဘာလုံးပုံနဲ့အတန်သွင်းတဲ့ပုံရဲ့အလယ်မှာရှိတဲ့အပေါင်းလေးကိုတစ်ချက်နှိမ့်လိုက်ပါ။ ီကရင်ကိုဆင့်ချင်တဲ့ဇလုံးကိုနှိပ်လိုက်ပါဒါဆိုရင်တော့စထုတ်ထားဆိုတဲ့ဇလုံးကိုပေါင်းလို့ရသွားပြီဖြစ်ပါတယ်ဒါကတော့ဇလုံးဆင့်ရေးတဲ့နေ့ပါမင်္ဂလာပါရေးတဲ့နေ့ကိုပြပေးပါပဲမင်္ဂလာပါဆိုရင်လည်းဒီလိုပါပဲမကို အရင်ရေးလိုက်ပါဒီကရင်ဓာငယ်ကိုအရင်မရေးဘဲနဲ့ငါငါတက်ကိုအရင်ရေးပြရမှာဖြစ်ပါတယ်ငါတက်ကိုအရင်ရေးလိုက်ပါအခုလိုမရေးပြီးတော့ငါတက်ရေးပြီးသွားပြီဆိုရင်တော့ခုနအတိုင်းပဲ ကဘာလုံးနဲ့အတန်သွင်းတဲ့ပုံရဲ့အလယ်မှာရှိတဲ့အပေါင်းပုံလေးကိုနှိပ်လိုက်ပါအခုလိုမျိုးပေါ်လာပြီဆိုရင်တော့ဓာငယ်ကိုရေးလိုက်ပါဒါဆိုရင်တော့မင်္ဂလာပါဆိုတဲ့စလုံးကိုရိုက်လို့ရသွားပြီ ဖြစ်ပါတယ်ဒီနေ့အတိုင်းဂျီဘုံနဲ့ပကံကီဘုံမှာစလုံးစင်းနဲ့မင်္ဂလာပါရိုက်နေလေးကိုရေးလို့ရမှာဖြစ်ပါတယ်အားလုံးပဲအဆင်ပြေပါစေ